အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်ပြောနေကြအတိုင်းပဲဂျာလာရီထိပြီးသွားပြီတောက်ကြနေပွားတွေအတွက်ကျွန်တော်ကောင်းတဲ့ဂျူတွေကိုဘယ်လိုအသုံးချမလဲနောက်ဘွားတက်စာအနေနဲ့တိမတ်ဖွယ်ရာကိစ္စတွေပြောပေးမှာဖြစ်တယ်ဟောတောက်ကြသားမိတွေကိုကျွန်တော်တို့ကကြည့်အောင်တောက်ကြကိုလူပုတ်ကိုလိုခဏမစင်သားနဲ့ဟောသူ့ရဲ့ဂျူအသွားလာကိုကျွန်တော်ပြောပြပါမယ်အဲ့တော့တောက်ကြဆိုတာကျွန်တော်ဘေးထဲမှာဆိုတောက်ကြတော့ဒါ ကမ္မဂုံတရားလို့ခေါ်တယ်။နော်အဲ့တော့အထူးသဖြင့်အစင်အတန်အနတ်အရာသာအထီအတွေ့အတွေ့အကြံစသဖြင့်အာယုံ6ပါအာယုံ9ပါဒီလိုခေါ်ကြတာကိုတောက်ကြလို့ခေါ်တယ်။ဒါကြောင့်ပဲတောက်ကြကြိုမူလဇာတာမှာမကောင်းတဲ့အမြင်ရှင်တွေရှိတယ်ဆိုရင်မယုံထွက်နိုင်ကြဘူးတဲ့လူတွေကကမ္မဂုံတရားထဲမှာအထီအတွေ့မှာမယုံနိုင်တဲ့လူတွေအရာသာမှာမယုံနိုင်တဲ့လူတွေနော်အတွေးကြံမှာမကောင်းတဲ့အတွေးတွေများပြီးတော့အတွေးတွေကလည်းလွန်မမြောက်နိုင်တဲ့သူတွေ ဒီလိုဖြစ်တတ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့ကဣန္ဒြိယတံဝရာလို့ခေါ်တယ်။အာယုံ6ပါးတကားဝါးနဲ့မကောင်းတဲ့အတွေးတွေကိုမရောက်အောင်လို့ဘာလုပ်ပေးရလဲဆိုတော့တတိဆိုတဲ့စောက်ချက်ပေးရတယ်တတိယထိတ်ကလည်းနော်ဒါကြောင့်ပဲကျွန်တော်တို့တတိယအဓိကကြားတယ်ဒါကြောင့်ပဲတောက်ကြသားမီးတွေအတွက်တတိကိုကျွန်တော်တို့ကလုံးဝလက်လွတ်လို့မရဘူးဒါကြောင့်တောက်ကြသားမီးတွေရဲ့နဝင်းကြော်ဟာအင်္ဂါဖြစ်နေတာအင်္ဂါကတတိလေ နော်အင်္ဂါတတိဒါကြောင့်ပဲတောက်ကြသားမိတွေပြက်စီးရပြက်စီးကြောင်းမဖြစ်အောင်ဒီကမ္မကုံတရားတွေအားနေလွန်ကျူးမှုဖြစ်ပြီးမဟုတ်တာမလုပ်ဖြစ်အောင်တာသားမိတွေကိုအမြဲတမ်းတတိဆိုတဲ့ဟာတိုင်ထိတ်မှာနဝဲနေနေအင်္ဂါတတိပေးနေတာဒါကြောင့်ပဲမဟုတ်တာလုံးမဲ့ကြံနေဒီအာယုံဒီမှာမြင်လာတဲ့တတိလေးကပ်ပြီးကျွန်တော်ရှုရတယ်နော်အဲ့တော့ဒါကြောင့်ဖះခေါ်တဲ့တရားတွေမှာရှိတယ်အိန္ဒြိယတံဝရအအောင်6ပါ6တကားနဲ့လာတဲ့ မကောင်းတဲ့အတွေ့အကြံအာရုံတွေမကောင်းတဲ့အထီးတွေအနံ့ရတာတွေကိုကျွန်တော်တို့စောင့်ကြည့်ပေးဖို့အတွက်တဲ့။နောက်တတိဆိုတဲ့ဟာလိုပါတယ်တဲ့။တောက်ကြပါကြံတဲ့နေသားသမီးတွေအားလုံးထက်ဆာရင်တောက်ကြသားသမီးတွေကတတိကပ်ဖို့လိုတယ်။တတိမရှိလိုက်တာနဲ့မကောင်းတဲ့ဘက်ကိုစိတ်ယိုင်သွားနိုင်တယ်။မကောင်းတာတွေလုံးမိသွားနိုင်တယ်။ဟာငါဒါများနေပြီတတိကပ်အောင်ပါ။နော်။ငါအစင်းကိုကြည်ရများနေပြီ။အတန်အင်းနဲ့ตายရတာများနေပြီ။ ဒီလိုမျိုးပြန်ကပ်ပြီးဖို့အတွက်အင်္ဂါဂျိုနဝဲမှာထားတာဒါကြောင့်တင်ဟာတောက်ကြသားမီတယောက်ဖြစ်နေတယ်ဆိုရင် အမြဲတမ်းသတိကတ်တက်အောင်သတိလေးနဲ့နေတတ်အောင်စူးစားပါဒါဆိုဘောကလန်ခီမှာအောင်မြင်လိမ့်မယ်အမားမလုံးမိတော့တော်တော်အခက်ခဲတွေဖြေရှင်းမိသားဖြစ်သွားတယ်အဲ့ဒါတောက်ကြသားမီတွေကိုနဝဲမှာဘာလို့အင်္ဂါရှိနေလဲအဲ့ဒါကြောင့်ဒါကြောင့်တောက်ကြသားမီကအင်္ဂါဂျိုဗုဒ္ဓဘူးဂျိုစနေဂျိုတွေကကောင်းတဲ့ဂျိုတွေဖြစ်တယ်အဲ့ဂျိုတွေကိုအသုံးချနိုင်ရင်ကျွန်တော်တို့ဘောကတစ်လျှောက်လုံးအဆင်ပြေပြီအဓိကအသုံးချမှာအင်္ဂါဒါကြောင့်သတိ တတိလုံးဝမလွတ်လိုက်ပါနဲ့တတိလက်လွတ်ငှက်တောင်ကျွတ်ဆိုတဲ့တတိကိုလုံးဝလွတ်လိုက်တာနဲ့တောက်ကြသားမိကြီးကဘောကလန်ခီယာဖျောက်ဖူးဖို့မလွယ်တော့ဘူးဒါကိုသိစေချင်တယ်ဒုတိယအနေနဲ့တောက်ကြသားမိတွေအတွက်စီးပွားရေးပေါ့တောက်ကြသားမိရဲ့စီးပွားရေးကစနေကြိုပိုင်ပါတယ်နော်အညွန့်ကြိုဖြစ်တဲ့တောက်ကြသားမိကိုတပွင့်တိုးလိုက်ရင်စနေကြိုဟာအညွန့်ကြိုစီးပွားကြိုဖြစ်တယ်ဒါကြောင့်ဒီစနေကိုကျွန်တော်တို့ကအသုံးချတတ်ရင်စီးပွားရေးမှာအသုံးချလို့ရပါတယ်စနေဆိုတာမျိုးက ဒဇိန်လို့ပြောတာစနေကိုတည်တာရင်ကျွန်တော်တို့ကဒဇိန်လူမျိုးကြဘာသာကြရွှေမျိုးမတော်တဲ့လူအောက်ခြေလူရန်စားပြည်သူလူထုအဲဒီလိုမျိုးကိုပြောတာပေါ့နော်ဒီလိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစနေကိုစီးပွားအနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကရွှေမျိုးသားချင်းတွေဂျားထဲမှာတဲ့ဒဇိန်တရံတွေလူမျိုးကြတွေဘာသာကြတွေရဲ့ဂျားထဲမှာစီးပွားလုပ်ရင်ပိုအောင်မြင်တယ်ဒါကြောင့်နိုင်ငံခြားထွက်ပြီးစီးပွားရှာတာမျိုးတွေကပိုပြီးအောင်မြင်ကြတယ် online shop တွေလုပ်တယ် အဝေးကလူတွေကိုလှမ်းပြီးဈေးလန်ရောင်းတဲ့အလုပ်တွေအကျိုးပေးတယ်။ပြီးရင်ဒစိမ့်တရာလူမျိုးကြားဖြစ်တဲ့အတွက်စနေကျိုးဟာဘာသာစကားကိုနိုင်ငံကိုလူမျိုးတွေရဲ့ဘာသာစကားမဟုတ်ဘဲနဲ့နိုင်ငံသားလူမျိုးကြားတွေရဲ့ဘာသာစကားတွေကိုကျွန်တော်တို့ကတင်မယ်ဆိုရင်အများကြီးအဆင်ပြေတယ်။ဘာသာစကားနဲ့ရက်တီစည်းဝါရှာလို့ရတဲ့တဲမှာပါတယ်။နော်။ဒါစနေကျိုးရဲ့အတုံးချတဲ့နေရာဖြစ်တယ်။စနေကျိုးဆိုတာအဟောင်းတွေပြတ်နေတဲ့ကိစ္စတွေစကန်ဟန်တွေတပတ်ခွင့်တွေပြက်စီးလို့အတုံးမထဲလို့ပြစ်ထားတဲ့ဟာတွေ ဒါတွေကိုပြောတာဒါကြောင့်ပဲစနေသူအားကောင်းတဲ့တောက်ကြသားသမီးတွေဟာအမိုက်ကနေရွှေဖြစ်တဲ့အလုပ်တွေအကုန်လုပ်လို့ရတယ်နော်ဒါသူများစွန့်ပြစ်ထားတဲ့ပစ္စည်းတွေစွန့်ပြစ်ပစ္စည်းလို့သဘောထားထားတဲ့ပစ္စည်းတွေဒါတွေကို recycle အနေနဲ့ပြန်လုပ်တာတွေအန်ဒိတ်ပစ္စည်းတွေပစ္စည်းဟောင်းတွေကိုပြန်ရွှိုင်း modify လုပ်ပြီးပြန်ပြီးဈေးကောင်းကောင်းရအောင်ပြန်ရောင်းတာတွေအချို့ old model တွေကိုပြန်ပြီးတော့ရွှိုင်းပြီးရောင်းတဲ့ကားတွေ၊ဆိုင်ကယ်တွေတွေ့လိမ့်မယ်အဲ့လိုမျိုးအလုပ်တွေနဲ့အကျိုးပေးတယ် နော်ပြီးရင်သူများနိုင်ငံကကွန်တိန်နာကြဆိုတဲ့ပစ္စည်းတွေရှိရလေသူများနိုင်ငံမသုံးတော့ဘူးဆိုပြီးတော့ကွန်တိန်နာကြီးနဲ့ပို့လိုက်တယ်နော်အဲ့ဒီကနေမှတစ်ဆင်ကျွန်တော်ပြန်ဝယ်တဲ့အဟောင်းတွေအဲ့ဒါတွေကိုပြန်ရှိုင်းပြီးပြန်ရောင်းတယ်ကျွန်တော်ကတော့အခြားနယ်ပယ်မသိဘူးကွန်ပျူတာနယ်ပယ်တွေဘာတွေမှာလက်တော့နယ်ပယ်တွေမှာကျွန်တော်သိတယ်။ဟိုဘက်ကနေလော့လိုက်ဝယ်လိုက်တယ်။ဟိုအလုံးတရာကိုဘယ်လောက်ဆိုအလုံးတရာကိုဘယ်လောက်ဆိုဘယ်လောက်မှမရှိဘူးဗျာ generation 4လို့ generation 3လို့ generation 5လို့တလုံးမှာတသိန်းတောင်မကျော်ဘူးဒီမှာသူတို့နှစ်သိန်းရောင်းလိုက်သုံးသိန်းရောင်းလိုက်နေရောင်းနေကြတယ် အဲ့လိုမျိုးပေါ့နော်အဲ့တော့တောက်ကြသားသမီးကကိုနားလေတဲ့နေပယ်မှာအဟောင်းတွေကိုပြန်ပြီးပြန်ရွှိုင်းရောင်းတဲ့အလုပ်တွေကစီးပွားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့မမေ့သားစီခြင်းပြီးတော့စနေဆိုတာကျွန်တော်တို့ကဝေးတယ်ကြားတယ်နှေးတယ်လေးတယ်ဒါကြောင့်တောက်ကြသားသမီးတွေကဘရောမှလောလို့မရအောင်စီးပွားရေးလုံးလောလို့မရအောင်ဖြည်းဖြည်းအေးအေးနဲ့ပုံမှန်လေးသွားစီးပွားရေးမှာစိတ်ရှိရှိတာလုံးဇွဲရှိသိခံဒါဆိုရင်တောက်ကြသားသမီးတွေကစီးပွားတေချာပေါက်ဖြစ်လိမ့်မယ် ဒါကိုလုံးဝမမေ့စေချင်ဘူးပေါ့နော်ဒီအချက်လေးတွေလုံးမယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးဘာမှပူစရာမလိုဘူးဒီလမ်းကြောင်းအောင်ရှောက်ပါကိုပဲနေပဲပါရှောက်နေရဒီလမ်းကြောင်းအခုပုံစံ flow တိုင်းဝင်အောင်လုပ်နိုင်ရင်အဆင်ပြေပြီနောက်ပြီးတောက်ကြသားမိတွေအတွက် အချစ်ရေးအိမ်အောင်ရေးဂျိုဟာဗုဒ္ဓဖိုးပိုင်တယ်ဒါကြောင့်ဗုဒ္ဓဖိုးကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုရင်ဘာပဲဖြစ်ဖြစ်တောက်ကြသားမိတွေအတွက်ကံကောင်းတယ်ဒါကြောင့်ဗုဒ္ဓဖိုးဂျိုကိုကျွန်တော်တို့ကစီးပွားရေးအနေနဲ့ဘယ်လိုလုပ်မလဲနော်ဗုဒ္ဓဖိုးဂျိုကိုအချစ်ရေးအနေနဲ့ဘယ်လိုလုပ်မလဲအဲ့တော့ဗုဒ္ဓဖိုးဂျိုဟာကိုယ့်ရဲ့အချစ်ရေးဂျိုဖြစ်တယ် ဒါကြောင့်ပဲကိုယ့်ရဲ့ချစ်တဲ့သူကဆိုရှယ်ကြတဲ့လူကိုတောက်ကြသားမိတယ်။အနေနဲ့ပို့ကြိုက်တယ်။အရင်ပုံတုံးနေတာမျိုးအရင်အသက်ကြီးနေတာမျိုးအရင်ဘယ်လိုပြောမလဲအန်တိတ်ဖြစ်နေတာမျိုးတွေတက်စရင်ကျွန်တော်တို့ကနည်းနည်းဆိုရှယ်ကြတယ်အပေါင်းအသင်းဝန်ဆန့်တယ်အတိုင်းဝိုင်းများတယ်အနှဲငယ်လူရည်လဲတယ်စကားပြောဆိုကောင်းတယ်နှုတ်သွက်အာအတွက်ရှိတယ်အဲအဲ့လိုရရရင်ကုန်နှုတ်ပိတ်နေတာမျိုး မကြိုက်ပါဘူး နော်အားကြောင့်တောက်ကြသားသမီးကိုကိုကချစ်သူတော်ကျင်တယ်ဆိုအဲ့ဒီပုံစံလေးနည်းနည်းကြောက်နေနိုင်တယ်ဆိုတောက်ကြသားသမီးတွေမျက်စိကြရင်ခံရပါတယ်ပြီးတော့တောက်ကြသားသမီးတွေကရွယ်တူတန်းတူပါအကောင်းဆုံးပါကိုယ့်ရဲ့မသိစိတ်မှလည်းကိုယ့်ထက်အရင်ကွာလုံးတာလည်းမကြိုက်ဘူးအရင်ဟိုဟာဖြစ်တာလည်းမကြိုက်ဘူးအရင်ဆရာလောက်တာကိုလည်းမကြိုက်ဘူးအရင်ကိုကပဲဥဆောင်နေရတာကိုလည်းမကြိုက်ဘူးဒါကြောင့်တောက်ကြသားသမီးတွေကကိုနဲ့လက်တွဲပေါ်ယူတဲ့ခါကျရင်သူတို့နဲ့ဘလို့ပြောစိမ့်ဆိုင်ကုန်မယ်တော့တောင်တောင်နဲ့တော်တော်များများတူတာကိုတောက်ကြသားသမီးတွေကရွေးကြတာများတယ်အလောက်ကန်ဆိုလည်းကိုနဲ့တိတ်မကင်းကွာနေရဲ့ ကိုနားလေတဲ့လုပ်ငန်းတွေပဲလုပ်နေတဲ့လူမျိုးအဲဆိုအသက်ဆိုလဲကိုနဲ့အသိမသိမရင်းကိုသူတို့ကစိတ်ဝင်စားတယ်အဲ့လိုဆိုရင်အဲ့ဒါအပြင်ပညာကြီးလဲလို့ပဲအရင်ကြီးကိုနဲ့မသိမရင်းဖြစ်တဲ့ပညာတတ်တယောက်ကိုပဲသူတို့ကရွေးကြတာများတယ်ဒါကြောင့်တောက်ကြသားမိကသူနဲ့တော်တော်များများတူတာကိုရွေးတယ်ဒီမှာနေ့ခုနှစ်နေ့တည်းမှာတောက်ကြသားမိတွေကအကုန်လုံးမဆိုလို့ဘူးနော်လူတိုင်းတော့မတူဘူးဘာလို့ဖွားစာတာမွေးချိန်နေပုံမူတည်တယ်တော်တော်များများကတော့ကိုနဲ့တော်တော်များများတူတဲ့ဟာကိုပဲရွေးကြတာများပါတယ်နော်အဲ့တော့အခြေအိမ်တော်ကြီးမှာတောက်ကြသားမိတွေက အရွယ်တစ်ခုရောက်လာရင်အချစ်ရဲ့အိမ်တော်ကြီးကိုစိတ်ကုံသွားတတ်တဲ့လူမျိုးတွေဒါဆိုတော့တော်တော်များများအိမ်တော်ပြုတ်ကြရရှိတယ်ဆိုလည်းပြုတ်မပြုတ်နေမယ်ဆိုလည်းနေဟိုကောင်မဟိုဘယ်လိုပြောမလဲချစ်လို့ကြိုက်လို့မဟုတ်ဘူးအမိကောင်ရမလားပါ။အဲ့လိုမျိုးတွေမလုပ်ပါနဲ့။အဲ့လိုမျိုးတွေလုပ်ရင်တော့ကြာသားမီးရ90ရာခိုင်နှုန်းအဆင်မပြေရအောင်။100ရာခိုင်နှုန်းတော့အဆင်ပြေ။80လောက်ကြာမှဟာငါအမိရမလားဆိုပြီးတော့ဟိုလူကောက်ယူဒီလိုအဲ့လိုလူတွေကအဆင်မပြေဘူး။ဘာလို့လဲစိတ်တူသဘောတူဖြစ်တဲ့အတွက်မိကျင်လို့ယူတာတက်ငါနဲ့တော်တော်များများကတော့နှီးဆက်တူညီတယ်။သဘောထားရင်တော်တော်တူညီတယ်။ အဲ့လိုမျိုးယူလိုက်ရင်တော်တော်အဆင်ပြေတဲ့နေရာမှာပါပါတယ်။နောက်တစ်လောက်ဆိုတော့ပေါ့မယ်ထင်ပါတယ်။တောက်ကြသားမိတွေတဲ့ဘောသက်စာအနေနဲ့ဆောင်းဆောင်းလမ်းညွန်ချက်လေးပြောပြပါဖြစ်တယ်။နောက်တစ်ခါဆိုရင်တော့ကျွန်တော်တို့အထက်ဆောင်မမဟုတ်အောက်သုံးလုံးကိုတစ်ချက်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါမယ်။နောက်တောက်ကြသားမိနေကောင်းကြပါကြပါစေဗျာ။